ဒီဂိမ်းရဲ့ထူးခြားချက်က screen မှာမှာပြတဲ့ health bar တွေမြေပုံတွေဘာတခုမှမပါဘဲနဲ့ display တခုလုံးအရှင်းကြီးမြင်ရပြီးတော့ကိုယ်တိုင်ရောက်နေသလို immersive ဖြစ်အောင်ရည်ရွယ်ထားပါတယ်။ PS2 ခေတ်မှာ GTA 3ကစားခဲ့တဲ့ Open World Formula ကိုလိုက်သုံးခဲ့တဲ့ဂိမ်းတွေရှိလာပြီးတော့ GTA ကလုံးဆိုတဲ့အခေါ်ဝေါ်လည်းပေါ်လာခဲ့ပါတယ်။ Open World ဂိမ်းတစ်ဂိမ်းကိုဖန်တီးတဲ့နေရာမှာလွဲနိုင်တာတွေအများကြီးရှိတဲ့အတွက်ဘတ်ပေါင်းစုံမှာပြည့်စုံလို့နေပါဖြစ်အောင်အမြဲလုံပြတဲ့ GTA ဂိမ်းတွေကိုကြော်တက်ဖို့နေနေသာသာအမီလိုက်နိုင်တဲ့ဂိမ်းဆိုတာရှားခဲ့ပါတယ်။2000နှစ်မှာ Mafia Franchise ရဲ့ပထမဆုံးဂိမ်း Mafia ထွက်လာပါတယ်။နာမည်အတိုင်းပဲ Mafia ဂိမ်းကြီးကိုအခြေခံထားတဲ့ story နဲ့1930ကျော်ကာလမှာနေရာယူထားတာပါ။ GTA လို့တောင်းကျမ်းရတဲ့ San Xbox ပုံစံထက် CVS ဖြစ်တဲ့ဇလန်းကိုပိုဦးစားပေးထားပါတယ် gameplay ဘက်မှာလည်း reality ဘက်ကိုတော်တော်သွားထားလို့ကားကြီးဆိုရင် မောင်းရတာတော်တော် weight ပါပြီးတော့ဂယုဆိုင်ပြီးထိန်းဖို့လိုပါတယ် mini ဖြတ်မောင်းတာအမြန်မောင်းတာတွေတောင်ရဲလိုက်တာခံရနိုင်တဲ့အထိသဘာဝကျအောင်လုပ်ထားပါတယ်ဒီ game က PC မှာအရင်ထွက်ပြီးမှ PS2 ပေါ်ရောက်လာပြီးတော့ PS2 version မှာ graphic downgrade တော်တော်လုပ်ခံလိုက်ရပါတယ် error တွေလည်းပါပြီးတော့ lag တာ control မကောင်းတာတွေလည်းဖြစ်တာမို့လို့ PC version ကပဲအကောင်းဆုံးလို့ပြောရမှာပါ မာဖီးယားတွေနဲ့ပဲပတ်သက်နေတဲ့နောက်တကိန်းကတော့တပိုင်းဝင်ရုပ်ရှင် The Godfather ကိုအခြေခံထားပြီးတော့အဲ့နာမည်ပဲယူထားတဲ့ဂိမ်းပါ။ဒါပေမဲ့ရုပ်ရှင်တွေကအတိုင်း story ကိုထိုက်ရိုက်ယူမယ်အစား The Godfather ကဘာလေးကတခြားဇက်ကောင်အသက်တကောင်ကို player နေရာထားပြီးတော့အောက်ခြေအဆင့်ကနေ Colony မိသားစုရဲ့ထိတ်ဆုံးကိုတတ်ဖို့ကြိုးစားရတဲ့ story line နဲ့ပုံမှာရုပ်ရှင်တွေကအဓိကအခန်းတွေကိုဒိန်းဇက်ကောင်ရဲ့ shootout ကနေတွေ့ရမှာပါ။ဒီဂိမ်းမှာကျတော့နီးစနစ်ကြကြလူတွေကိုချိန်ချောက်ရတာတွေ၊ဝေးညှိရတာတွေ၊ပိုင်နက်တွေလုပ်ငန်းတွေတင်းရတာ၊စီမံရတာတွေပို့ပါ။အသေးစိတ်ဆော့ရမယ် gameplay နဲ့ 제가 아. မာဖီးယားပြီးတော့အင်္ဂလန်ကလူမိုက်ဂိုင်းတွေအကြောင်းရောက်လာပါပြီ။ The Getaway Gang ကလန်ဒန်မြို့ကိုအပြင်ကအတိုင်းအတိအကျလှုပ်ထားပြီးတော့ British Gangster တွေကိုအဓိကထားတဲ့ storyline နဲ့ရုပ်ရှင်ဆန်မှုကိုတော်တော်ဦးစားပေးထားတာပါ။ဒီ game ရဲ့ထူးခြားချက်က screen ပေါ်မှာပြတဲ့ health bar တွေမြေပုံတွေပါတခုမှမပါဘဲနဲ့ display တခုလုံးအရှင်းကြီးမြင်နေရပြီးတော့ကိုယ်တိုင်ရောက်နေသလို immersive ဖြစ်အောင်ရည်ရွယ်ထားပါတယ်။မြို့ထဲမှာကားမောင်းရင်လည်းဘာမြေပုံမှမပါဘဲနဲ့ car signal ပြတာကိုကြည်ပြီးမောင်းရတဲ့တကယ်ထူးခြားတဲ့ system နဲ့လှုပ်ထားပါတယ်။ Game character ရဲ့ health ဘယ်လောက်ရှိလဲသိဖို့ ို့ဆိုရင်လဲဂရိုက်တာရဲ့ခန္ဓာကိုယ်မှာသွေးတွေဘလောက်ထွက်နေလဲလမ်းလျှောက်တာဘလို့ပုံစံလဲအဲ့လိုအခြေအနေတွေကိုကြည့်ရပြီးတော့ရှူတင်ပိုင်းတွေမှာဆိုရင်လဲချိန်မှု cross hair လုံးဝမပါဘဲနဲ့အော်တိုချိန်တာကိုပဲအဓိကအားကိုးရမှာပါကာဗာလုပ်ပြီးပြည့်တဲ့မက ानिक တွေလည်းပါပါသေးတယ် health ကိုပြန်ဖြည့်ဖို့အတွက်ဆိုနိုင်ငံတစ်ခုခုမှာမိပြီးနားနေပြန်ဖြည့်ရတာဖြစ်ပါတယ်ဒီလိုမက ानिक လေးတွေကသူခင်းနဲ့မလိုက်အောင်ခက်လွန်နေပြီးတော့အခုဒီတခြားဂိမ်းတွေမှာမတွေ့ဘူးသေးတဲ့အထိထူးခြားတာတွေပါတော့အဲတုန်းကလူတွေအတွက်ဆိုအစိမ့်သက်သက်ဖြစ်နေခဲ့မှာပါကျွန်တော်ကတော့အဲ့လို realistic ဖြစ်တာမျိုးတွေသဘောကျပေမဲ့မကြိုက်တဲ့ သူဆိုရင်လည်းကြိုက်မှာမဟုတ်ပါဘူးအဲ့ဒါတင်မကဘဲနဲ့လူတွေက GTA လို gameplay ကိုမျောလင့်ပြီးစော့ကြတဲ့အခါမှာတော့ simulator ဆန်ဆန် mechanic တွေနဲ့တွေ့ပြီးစိတ်ပြတ်ကုန်ကြတာတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါတော့မှဒီဂိမ်းရဲ့ရောင်းအားကအခြေအနေကောင်းခဲ့ပြီးတော့ The Getaway Black Monday နဲ့ Gangs of London ဆိုတဲ့ဂိမ်းတွေပါဆက်ထွက်ခဲ့ပါတယ် Gangs of London ဆိုရင်လည်း TV series ပါပြန်ရိုက်ထားပါသေးတယ် True Crime Streets of LA မှာတော့ Los Angeles မြို့မှာအသွင်ယူစုံစမ်းနေတဲ့ရဲတယောက်နေရာကနေစော့ရပြီးတော့ဒီဂိမ်းနေရာယူထားတဲ့ LA မြို့ကလည်းအပြင်က LA မြို့နဲ့တော်တော်တူအောင်ဖန်တီးထားတာပါ Gameplay ကတော့ GTA လို Open World ရဲ့အခြေခံပုံစံအတိုင်းပါပဲဒါပေမဲ့ Game ရဲ့ Storyline မှာကိုရေးချယ်တဲ့အပေါ်မူတည်ပြီးမျိုးမျိုးပြောင်းသွားမဲ့စက်သိန်းနေနဲ့ဒီလမ်းမျိုးမျိုးနဲ့လှုပ်လို့ရတဲ့ Mission တွေကဒီဂိမ်းရဲ့ထူးခြားချက်တွေပါပြီးတော့ Main Character က Marshall အတမမှုလို့ခုန်ပတ်ပိုင်းမှာတိုင်းကွက်တွေတုံးရမှာဆိုတော့ PS2 က Jelly Game လို့မျိုး PC ဘောက Sleeping Dogs လို့မျိုးအရသာကိုကြားနိုင်ပါတယ် Yeah. Saints Row ဆိုတဲ့ game ကတော့ PS2 မှာရော PC မှာရောမထွက်ဘဲနဲ့ Xbox 360မှာပဲ exclusive အနေနဲ့ထွက်ခဲ့တာပါ။တခြားကြည်ဒီကလုံးအနေနဲ့ကြွားနေတဲ့ပထမဆုံးအချက်ကဘသူပဲဝါဆိုပြီးတိတိကျကျမတတ်မှတ်ထားတဲ့ main character နဲ့မို့လို့ဆော့တဲ့သူကချက်တလို့အသေးစိတ်ဖန်တီးလို့ရတာပါ။ပြီးတော့ဒီ game လုံးကို co-op အနေနဲ့နှစ်ယောက်တွဲဆော့လို့ရပါသေးတယ်။ဒီ game မှာ mission အသေးတွေကို live ဆော့မှာအဓိက mission တွေဆက်ဆော့လို့ရမယ့် system နဲ့လုပ်ထားလို့အသေးမွား side quest တွေ live လို့ဟိုးပူစားပေးထားတဲ့ game ပါ။ဒီပထမ game မှာတော့ GTA လိုပဲလက်တွဲကြတဲ့ဒုစရိုက်လောက ကိုအခြေခံထားပေမဲ့နောက်ပိုင်းအဆက်ဒီမှာဝေယုံသုံးကားဖြစ်ချင်ရာဖြစ်တဲ့ story တွေနဲ့တောင်းကျမ်းရတာမို့လို့တခြားဂိမ်းအနေနဲ့ပိုကွဲထွက်လာပါတယ်အခုပြောမဲ့ဂိမ်းကတော့ဒီစရင်ထဲမှာဆရာအကြဆုံးဂိမ်းပဲဖြစ်ပါလေ။ရက်ဆက်ဆုံးအကြမ်းတမ်းဆုံးဂိမ်းတစ်ခုလည်းဖြစ်တာမို့လို့စိတ်ခိုင်မှဆော့နိုင်မှာပါ။ပြီးတော့ GDA ကလုံးလို့ခေါ်ခံရတာကို GDA ကတော့ဂုံရမဲ့ဂိမ်းပါ။ဂိမ်းနာမည်ကတော့ The Simpsons Hidden Realm ပဲဖြစ်ပါလေ။ အကောင်ပြောရရင်တော့ဒါက The Simpsons Animation Series ကိုအခြေခံထားတဲ့ဂိမ်းမို့လို့ကလေးတွေတောင်စောကွင်းရှိပါတယ် The Simpsons ကအပြင်လောကကနိုင်ငံရေးလူမှုရေးအဲ့လိုကိစ္စတွေကိုပညာသားပါပါ လောင်ပြောင်တယောတဲ့ series ဖြစ်ပါတယ်ဒီဂိမ်းမှာလည်းသူတို့ရဲ့ Spring Fee မျိုးပါပဲ The Simpsons မိသားစုနေရာကနေမျိုးမှာမူမမှန်တဲ့ဖြစ်ရပ်တွေတွေ့လာရတာကိုအပြေရှားရမယ့် storyline နဲ့ဆော့ရမှာပါ story ကိုမူရင်း writer တွေကပဲရေးထားပြီးတော့ visual တွေလည်းမူရင်း art style မပြတ်လို့ series ကြည့်နေရတဲ့အရာသာအတိုင်း gameplay ဘက်မှာ physics တွေကို cartoon ဆန်ဆန်လောက် ထားတာကိုမှထိန်းချုပ်ကစားရတဲ့အပိုင်းလဲတော်တော်ဒေသက်ပြီးတော့ဆော့တာစိတ်ကြည်နဲ့စရာကောင်းတဲ့ဂိမ်းပါ။ Open World ဂိမ်းကောင်းတဲ့ဂိမ်းဖြစ်ဖို့ realistic ဖြစ်စရာ, RAID မကြီးဝါးလေးဖြစ်စရာမလိုဘူးဆိုတာသက်သေပြနေတဲ့ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။ အရိတက်လို့ပြောရင်းဆိုရင်တကော့ဖာသားတွေကမင်းသားအပယ်ရှီနိုရဲ့ Scarface ကားကိုဒါရိုက်အဆက်အနေနဲ့ဂိမ်းဖန်တီးထားတဲ့ Scarface The War Is Yours ကတော့ပြောခဲ့တဲ့ဂိမ်းတွေအားလုံးထဲမှာ shooting မိုင်းအားရဆုံးအကြမ်းဆုံးဂိမ်းပါ GTA Vice City ကလည်းမွင်း Scarface ကိုနမူနာယူခဲ့တာဖြစ်ပြီးတော့မွင်းကားတွေကလိုပဲ1980ပိုင်း Action ကားပြီးပြီးလူတစ်ယောက်ကိုကြီးဆယ်ချက်လောက်မှန်ပြီးသွေးတွေပွင့်ထွက်နေတဲ့ Action မျိုးလိုချင်တဲ့ဆိုရင်တော့ဒီဂိမ်းမှာလုံးဝစိတ်ပြတ်မှာမဟုတ်ပါဘူးရုပ်ရှင်ရဲ့ဇာတ်သိမ်းကနေဒီဂိမ်းမှာဆက်ဆော့ရမှာဖြစ်ပြီးတော့ရုပ်ရှင်ကိုကြည့်ထားရ ဲ့သူတွေဆိုဇသိန်းကိုဘာအပြောင်းလဲလှုပ်ထားလဲတွေ့ရပါလိမ့်မယ်မွင်းကားရဲ့အရာသာမပြတ်တဲ့စတိုရီနဲ့မိန်ကိုက်တာတိုနီရဲ့ပြိုလဲသွားတဲ့ဒူးစရိုက်အင်ပါယာကြီးကိုအစကနေပြန်ထူထောင်ပြီးဆော့ရမှာပါရှူတင်ကိုဘက်ပိုင်းမှာလည်းမကန့်နဲ့နဲ့နေပြီးတော့ဂိမ်းတွေမှာပါဝါသုံးတယ်လို့ကျွန်တော်တို့ခေါ်ကြသလိုမျိုးအပိုင်းတစ်ခုလည်းပါပါတယ်အဲ့ဒါကတော့တိုနီရဲ့ကြမ်းရမ်းခြင်းနဲ့စိတ်ကိုပြတဲ့မီတာပြင်း first person view ပြောင်းသွားပြီးတော့အရှင်ကားတွေရဲ့မိန်ကိုက်တာတယောက်လိုကြီးစံမမှန်ပဲကြီးမကုံတော့ပဲနဲ့ကြမ်းကြမ်းလို့ရတဲ့ blind race ဆိုတာကိုတောင်းလို့ရပါတယ်လုံရှင်တဲ့ကတိုနီကအပြစ်မရှိတဲ့ ာမန်လူတွေကိုမထိခိုက်စေချင်တဲ့ဇက်ကောင်မှုလို့ဒီဂိမ်းမှာတာမန်လူတွေကိုတိုက်ခိုက်လို့မရတာကလည်း GD နဲ့ Quadra လေးတစ်ခုပါဒီဂိမ်းမှာအားနည်းချက်တွေလည်းရှိပေမဲ့သူ့ရဲ့ထူးခြားချက်တွေကပိုအားကောင်းနေလို့ချီကျူတာခံခဲ့ရပြီးတော့စောရတာတကယ်ကိုတန်မဲ့ဥပမောဂိမ်းတစ်ခုဖြစ်ပါတယ်အခုပြောချင်တဲ့ GTA ကလုံးဂိမ်းတွေကတော့ဒီလောက်ပါပဲဗျ။ဘယ်ဂိမ်းတွေဆော့ခဲ့ဘူးလဲပြောပြပါအောင်။နောက်ပြောသေးတဲ့အကြောင်းအရာတွေရှိရင်လည်းပြောသွားလို့ရပါတယ်။ကျွန်တော်ပီတီပါ။အချိန်ပေးတာကျေးဇူးတင်ပါတယ်။